စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဆက်သွယ်ထားတဲ့အီယာဝရီမြို့ကယတနာတင်ခတတာဂျိုကြပြည့်စည်သွားပြီးတဲ့နောက်စစ်တပ်နဲ့တော်လရင်တပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့နေမြင်နှခုကြမှာလုံခြုံရေးအခြေအနေဟာအကြီးကျယ်သိမ်းမာလာနေပါတယ်။တတားပြည့်စည်ပြီးနောက်တနေကုန်လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပေ2400ကျော်ရှိလျားတဲ့ယန္တနာတင်ခတ်တားဟာအော်တိုဗာလာ28ရက်ည7:00နာရီခန့်မှာမိုက်ခွဲခံရပြီးကျူးကျသွားခဲ့တာလို့ဒေတာခန့်တွင်နဲ့စီရီတည်ရင်းမြစ်တွေပြောပြချက်အရသိရပါတယ်ဒီတံတားပြည့်စည်သွားပြီးတဲ့နောက်တံတားပတ်ဝန်းကျင်နဲ့စင်ကူမြို့နယ်ဖက်ကိုစစ်တပ်ကတနေ့လုံးနှီးပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရဂျက်လီယင်တွေဟာစက်တိုက်တဲ့ပြီးဘုံ၅ကျဲအထိကျဲချခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတဒားရဲ့တဖက်ဖြစ်တဲ့ကြောက်မြောင်ဖက်ချံကိုစစ်တပ်ကထိ ंछ ုပ်ထားပြီးစင်ကူမျိုးနယ်ကိုတော့ MDY PDF ကတိုက်ပိုက်စုမှုထားတာကြောင့်စစ်ရေးတင်းမာမှုဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။တဒားပြည့်စည်မှုနဲ့ပတ်သက်ပြီးဘယ်သူတွေလုပ်တယ်ဆိုတာကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲအပြည့်အလန်းစွပ်စွဲမှုတွေရှိနေသေးပါစစ်သက်ထောက်ခံသူတွေက TNL နဲ့ MDY PDF ဖူပေါင်းတပ်ကဖျက်ဆီးခဲ့တယ်လို့စွပ်စွဲနေချိန်မှာပဲ ဒေသခံတချို့ကတော့တရားကြိုးကြမှုဟာစစ်ကော်မရှင်ကကြောက်မြောင်စစ်သက်စခန်းကနေလက်နက်ကြီးနဲ့ drone တွေပြစ်ခတ်ပြီးနောက်မှာဖြစ်ပေါ်ခဲ့ရလို့ပြောပါတယ်ဒါပြင်စစ်တပ်ဟာလက်ရှိမှာတော်လှန်ရေးတပ်တွေထိချုပ်ထားတဲ့စင်ကူမြို့နယ်ထဲကိုစစ်ကြောင်းထူဖို့အတွက်ပြင်ဆင်နေပါတယ်။မန္တလေးမူကုတ်စင်ကူလမ်းပေါ်ကဇရက်ကွင်းရွာကိုစစ်ကြောင်းထူဖို့ပြင်ဆင်နေတဲ့တည်င်းတွေထွက်ပေါ်လာတာကြောင့်ရွာသူရွာသားတွေတိမ်းရှောင်နေကြရပြီလို့စစ်ရေးတည်င်းမြစ်တွေကပြောပါတယ်။